ဒေါ်လာမိဘပြည်သူများမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အမနစခုစစ်ပြုပါဒီဝတောင်ကန်ရေဘော့အင်မထုံဖြစ်ပါတယ်ကျွန်တော်ဒီတတုံခရိုင်တမတ်1 PDF တောင်ကန်ဖြစ်လဲတောင်ထန်းဆောက်နေတာဖြစ်ပါတယ်အခုဒီရက်ထဲမှာဟိုလိုင်းပေါ်မှာအများကြီးပြတ်နေတဲ့သတင်းလေးတစ်ခုပေါ့နော်အဲဒါကလည်းစစ်ကောင်စီလော်ဘီသတင်းဌာနတွေနဲ့စစ်ကောင်စီထောက်ခံသူတွေကနေပြီးတော့သတင်းမှာဖြန့်ထားတဲ့အဲသတင်းတွေပေါ့ အဓိကတော့ဒီကြိုက်ချီကိုဖျားဖူးလာတဲ့ဖျားဖူးပြည်သူတွေကို PDF တွေဖန်ဆီးတဲ့ဆိုတော့မဟုတ်မှန်တဲ့မဟာမန်တဲ့ဒင်းလေးကိုအဒီအတွက်ကျွန်တော်ပြန်ပြေရှင်းမှာဖြစ်ပါတယ်။ကြိုက်တီယိုတောင်ချေတွင်ဖန်စီယာမီတီပြူများပြစ်မှုများစွာကျူးလွန်ထားမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ကြိုက်တီယိုတောင်ချေရှိကင်မွန်ချောင်းကြီးရွာကတက်ချောင်းရီတခုမှာဧပြီလ15ရက်နေ့ကဖန်စီယာမီခဲ့သောပြူများသည်ရရက်ဆက်ဆက်ကျူးလွန်သောပြစ်မှုများစွာပြုလုပ်ထားသည့်အတွက်အေးအေးယူမိဟု အမှတ်29စစ်ပြူဟာတာဝန်ခံကပြည့်ပြည့်စုံစုံပြောပြထားသည်မူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာကျွန်တော်25ရက်နေ့မှာပေါ့25ရက်၄လ2025ရက်နေ့မှာညောင်လေးပင်ကနေပြီးတော့ပီစောထီးတွေပါလာတဲ့ကားအဲ့ဒီကားတွေကကျွန်တော်တို့တွေကြိုက်သူမြို့နယ်ကေမွန်ချောင်းကျေးရွာကရက်ချောင်းကျေးတို့ကမှာရှိနေတယ် กระดชาวบ่เนาะกระดชาวมาชื่อนี่เลยสู่ว่าตีย่าล่ะบ่เนาะอ่าตะเรงอ่าย่าเลยบ่ไอ้ตะเรงย่าจนเราตัวคันซีดาဖြစ်တယ်ကျွန်တော်တို့ကိုเนาะအနေငယ်ခုခံတာဗောနော်ဒီသူဟိုဒီစော်တီခေါင်းဆောင်အပါဘောဗောနော်ဒီစော်တီအဲချို့ဗောနော်ကျွန်တော်အဲ့ချိန်မှာတော့ကျွန်တော်တို့အကုန်လုံးမသိရသေးဘူးမသိရရဲ့အတွက်သူတို့ကမိသားစုတွေပါလာတယ်အဲသူတို့ရဲ့မိသားစုတွေမှာခလေးတွေရောသူတို့ရဲ့မိန်းမတွေဗောနော်အာအဲ့ဒါတွေလည်းပါလာကြတယ်အားလုံးကိုကျွန်တော်တို့အာလုံခြုံရေးကျွန်တော်ခေါ်ရတာဗောနော် အာသူ့လုံကြုံရေးကိုလုံကြုံရေးပေါ့တကယ်တော့ကျွန်တော်အဲ့အချိန်မှာမိသားစုမဆိုင်တဲ့မိသားစုတွေကိုလည်းကျွန်တော်တို့ပြန်လှုပ်လို့ရတာပေါ့နော်ဒါပေမဲ့ဟိုဘဒူကပြစောတိအာဘဒူကမိသားစုဝင်ဆိုတာမတဲခွဲသေးတဲ့အဖြစ်ကျွန်တော်လက်တော်ကျွန်တော်ဖော်ဆောင်လာတာဖြစ်တယ်အဲကျွန်တော်လုံကြုံတဲ့နေရာရောက်တဲ့အချိန်မှာကျွန်တော်တို့စစ်စေးပေါ်ပေါက်ချက်တွေရပြစောတိကအာခေါင်းဆောင်လိုင်မင်းပေါ့နော်အဲ့ဒီပြစောတိခေါင်းဆောင်လိုင်မင်းအဲဟိုညောင်လေးပင်ရပေါ့အာသူပါဝင်၅ဦးပေါ့နော်အာသူစနီးနဲ့ သဇနီးမယမင်းပေါ့အဲ့ဒါတွေကိုတော့ကျွန်တော်တို့လက်ရှိဟိုထိမ့်သိမ့်စစ်ဆေးနေစေဖြစ်တာပေါ့နော်ဂျန်နဲ့မိသားစုဝင်တွေကိုတော့ကျွန်တော်တို့ဟို18ရက်4လ2025ရက်နေ့မှာကျွန်တော်တို့ကောင်းမွန်စွာဂျွေးမွေးဆော့ဆော့ပြီးတော့ကျွန်တော်တို့ဟိုပြန်လဲလွတ်မြောက်လိုက်ပြီးလွတ်လွတ်ပေးလိုက်ပြီးဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်လည်းသူတို့အနေနဲ့ဘေးကင်းလို့ညွှန်သွားကျွန်တော်တို့တွေကနေအဲလွတ်မြောက်သွားပြီးဖြစ်တာပေါ့နော်ကျွန်တော်တို့အနေနဲ့ကတော့အဲသူတို့နဲ့ ဆိုင်တဲ့ပြည်သူတိနဲ့ဆိုင်တဲ့မိသားစုဝင်တွေဟာပြည်သူတိဝင်တွေမဟုတ်ပါဘူး။ဒါကျွန်တော်တို့နေတော့ပြည်သူလို့ပဲသတ်မှတ်တယ်။အပြည့်ရှိသူတို့အပြည့်ရှိတဲ့အတိုင်းကျွန်တော်တို့စစ်စေဖော်ထုတ်အရေးယူတော့မှဖြစ်တာပေါ့နော်။အဲဒါတော့လည်းကျွန်တော်ပြည်သူလူထုကိုချက်ပြတ်ခြင်းဖြစ်ပါတယ်။အဲနောက်တစ်ခုကကျွန်တော်တို့ဒီသူတို့ကိုချက်ချင်းကျွန်တော်မလို့ဆိုတော့ခုနစစောပြောသလိုပေါ့။အဲဘယ်သူကလူငယ်တွေပါတယ်လေ။အဲပြည်သူအသက်မပြည့်တာတွေရောပြည့်တာတွေရောဆိုတော့အသက်အပြည့်တဲ့အရကျွန်တော်ရင်စုံဆွဲထုတ်ပြီးတော့စစ်စေတယ်။အဲ့ထဲမှာမှပြည်သူတိဆိုတာငါ့ဥပေါ်ထွက်လာတာပေါ့နော်။အဲကျန်တဲ့ဟာတွေကိုကျွန်တော်ပုံကျန်လို့လိုက်ပါပြီ။ အဲကျွန်တော်တို့ချက်ချင်းမလို့ဘူးဆိုတဲ့ရည်ရွယ်ချက်ကကျွန်တော်လှုပ်လိုက်တော့လှုပ်လိုက်လို့နော်စစ်ကောင်စီဘက်ကနေပြီးတော့အဲသူတို့ကောင်တစ်ခုခုအန်ဒီပြုတ်ပြီးတော့ကျွန်တော်တို့လှုပ်လိုက်တာပါဆိုပြီးတော့လေသူတို့တရေမာတွေထုတ်လိုက်မှာပါလေအဲစိုးရင်တော့ဗောနဒါမျိုးတွေဖြစ်လာရင်လည်းကျွန်တော်တို့ဘက်ကလည်းအဲသူ့လောသူ့လောပြည်သူတွေနေနဲ့သူ့လောသူ့လောဟိုအမြင်မျိုးတွေမြင်သွားမှာတော့ကျွန်တော်မလို့လာဘူးဒါကြောင့်မို့ကျွန်တော်တို့ ဲခဏတခါထိမ့်သိမ့်ပြီးတော့ကောင်းမှုစွာကျေးဇူးဆက်ကျေးဇူးဆက်ရှောက်ပြီးမှကျွန်တော်တို့ပြန်လည်လွတ်မြောက်လိုက်ပြီးဖြစ်ပါပြန်လည်လွတ်ပြေးလိုက်ဖြစ်တာပါနော်အာအဓိကအဓိကကျွန်တော်တို့လက်ရှိမှာတော့ကျွန်တော်တို့ဟိုဒီစတိကောင်းသောလှိုင်မင်းနောက်တော့မဲကြီးအာချေချောဦးနောက်တော့လှိုင်မင်းရဲ့သားမင်းမော်ဦးအာနောက်တော့အပတ်တာပါနော်အပတ်တာဆိုတော့ကျွန်တော်တို့အကျန်းဖက်အဲနေနေအဖွဲ့ပေါ့ဗျာကျမနေနေဖွဲ့တိန်သေး အဲတိန့်တီသူတို့၅ယောက်နဲ့အဲလိုင်မင်းရဲ့မြို့သမီးမှတ်ရမင်းတို့ကိုတော့လက်ရှိကျွန်တော်တို့အာပေါ်လီစစ်စီတရားရှိပါတယ်စစ်စီတုံးပေါ့နော်အများအဖြစ်ကျူးလွန်လာတဲ့ပြစ်မှုတွေလည်းအများကြီးပေါ်လာတာရှိတယ်ပေါ့နော်ရဲရဲဆက်ဆက်ကျူးလွန်လာတဲ့ပြစ်မှုတွေအများကြီးရှိပါတယ်ဒီဟာတွေကိုလည်းကျွန်တော်တို့ပြည်သူလူထုတွေကိုကျွန်တော်တို့မကြိုက်ခင်မှာအာရှင်းရှင်းလင်းလင်းပုတ်ပုတ်လေးကျွန်တော်ချက်ပြတ်မှာဖြစ်ပါတယ်အခုစစ်ကောင်စီကနေပြီးတော့ကျွန်တော်တို့ကို ဖျားဘူးပြည်သူတွေကိုကျွန်တော်တို့ PDF ကနေပြီးတော့အာဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတော့တရင်မဟုတ်ဘူးဆိုတာကိုဒါပြည်သူလူထုကိုပုံပုံလေးလေးနဲ့သိရှိနိုင်အောင်ကျွန်တော်ဒါရောက်ရှင်းပြခြင်းဖြစ်ပါတယ်ခင်ဗျာပြည်သူလူအားလုံးအကူစိတ်ကိုရေးချမ်းမှခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ